DC University ကစွမ်းအားအကြီးဆုံးမော်စွမ်းအားအသုံးပြုသူများမင်္ဂလာပါပရိသတ်တို့ရေ Hube ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Hero တွေရဲ့ကမ္ဘာမှာခေါ်အားကြီးမားတာ၊ toilet လျင်မြန်တာ၊နေပြာတွေကိုတောင်းဆေးအောင်ချမှတ်နိုင်တာ၊နေပညာမင်းပစ္စည်းတွေကိုအသုံးချနိုင်တာတွေကိုပဲစွမ်းအားလို့ယူဆလို့မရနိုင်ပါဘူးတခါတလေမှာရှေးကြားတွေစွမ်းအင်တွေကလည်းကြီးမားတဲ့အဖြစ်စွမ်းအားတွေကိုယူဆောင်လာလေးရှိပါတယ် DC University ထဲမှာတော့ Hero တို့ကသူတို့ရဲ့လက်သေးကိုအသုံးချပြီးရန်တကိုတိုက်ခိုက်ပါတယ် တချို့ဟီးရိုးတွေကမြန်ဆန်တွက်လက်မှုကိုအတုံးချတယ်။တချို့ကတော့ညာရင်ထက်မြတ်မှုကိုအတုံးချကရန်သူကိုအနိုင်ယူလိရှိတတ်ပါတယ်။အဲ့ဒီကတချို့ဟီးရိုးတွေကတော့သူတို့ရဲ့ခန္ဓာကိုယ်နဲ့ဘေးဘက်ဝိညာဉ်ကစွန့်ရင်တွေကိုအတုံးချပြီးရန်သူတွေကိုနှိမ်နှင်းကြပါတယ်။ဒီဗီဒီယိုထဲမှာတော့မော်စွမ်းအားတွေ၊မန်တန်တွေ၊ဂါရာတွေ၊ချိန်သာတွေနဲ့အချိန်ဆိုရာကြီးမပေါ်လာခင်ကတည်းကဖြစ်တည်ခဲ့တဲ့ရှေးအောင်စွန့်ရင်တွေကိုအတုံးပြုပြီးရန်သူတွေကိုတိုက်ခိုက်အနိုင်ယူလိရှိတဲ့ဟီးရိုးတွေအကြောင်းကိုပြောပြသွားပါမယ်။ John Constantine, the anti-hero magician. လက်ကြားထဲမှာ secret လေးကိုအမဲလိုလိုညှက်ထားလေးရှိပြီးအမဲလိုလိုအယံမူးကနတ်ဆိုးရီနဲ့ဖဲဝိုင်းတွေကဖဲဖဲရိုက်နေတဲ့ဒီလိုကိုစွမ်းကြီးမှော်စရာလို့ဘယ်သူမှမထင်ကြမှာမဟုတ်ပါဘူးဂျွန်ကွန်စတန်တင်းဆက်ကောင်ကိုအလမော်ရကဖန်တီးခဲ့တာဖြစ်ပြီး1985ခုနှစ်ကထုတ်ခဲ့တဲ့ Swamp Thing Comic ရဲ့ Issue 37မှာစတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်ကွန်စတန်တင်ဟာလဘာဘူးမျိုးကလျှော့ဝတ်တဲ့စုံတော်တယောက်ဖြစ်ပြီးတချိန်တည်းမှာပဲနတ်ဆိုးရီရန်ကနေကဘာကြီးကိုကာကွယ်နေတဲ့ဟေရိုတယောက်လည်းဖြစ်လို့နေပါတယ် သူအတားမော်စရာတွေလိုမော်စွမ်းတွေအများပြပြတာမျိုးလုံးလေးမရှိဘဲသူအစွမ်းတွေကလည်းနတ်ဆိုးတွေနဲ့အလောင်းစားလုပ်ရင်းကလင်ကကြီးကြာကရရှိတာရဖြစ်ပါတယ်သူဟာမော်နဲ့ပညာဆင့်ခေါ်တဲ့မန်နန်တွေအပြင်နတ်ဆိုးတွေနဲ့ပတ်သက်ပြီးအထူးကျွမ်းကျင်ပါတယ်။သူဟာမော်ပညာနဲ့ဆိုင်တဲ့ရှေးအောင်ဖြစ်စရတွေနဲ့ပတ်သက်ပြီးနန်းဆက်ကျွမ်းကျင်သူလည်းဖြစ်ကတခါတလေမှာတော့ကိုကားတဲ့ဆက်ကိုကိုမနိုင်မဲဆမ်တင်းတို့ဇန်တနာတို့အပြင်လော်စီပါမော်နင်းစတာတို့လိုလူတွေစီကနေပါအကူအညီပြန်ယူရလိမ့်ရှိပါတယ်။ ကွန်စတန်တင်ဟာငဂိုမူလမော်စွမ်းအဖင်ကိုအခံပါလာသူမဟုတ်ပေမဲ့သူရဲ့ဖြတ်တွဉဏ်ရှိမှုလှည့်ကားနိုင်မှုနဲ့တစိုးတိုးတစောက်ကန်လှုပ်လိရှိတဲ့အကျင့်တွေကြောင့်ပဲသူဟာအန်ဒရယ်များတဲ့သူဖြစ်နေရတာပါ။သူဟာနဆိုးတွေနဗျားတွေနဲ့တခါတလေမှသူ့ကိုသူကိုယ်တော်ပြန်ပြီးလှည့်စားလိရှိသူပါ။သူဟာငရဲကိုလည်းခေါတော့ခေါပြန်သွားနေသူဖြစ်ပြီးသူလိုချင်တာရဖို့တငယ်ချင်းတွေကိုတစ္ဆာဖောက်ဖို့နဲ့သူ့ကိုယ်ပိုင်ဝိညာဉ်ကိုယ်တော်ရောင်းစားဖို့ဝင်လင်းနေမဲ့သူမျိုးမဟုတ်ပါဘူး။ဇန်တနာစာထာရာမစ္စတာအော့မက်ဂျစ် အမြဲတမ်း uniform ပြည့်နဲ့ကျော်ရှင်တက်ရပြီးလှပနေသူစွမ်းအကြီးမော်ဆရာမလေးစန္ဒနာဟာ DC University ရဲ့ပရိသတ်ချစ်တော်ဇာတ်ကောင်တစ်ကောင်ဖြစ်ပါတယ်1964ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Hawkman Comic ရဲ့ issue 4မှာစတင်ပွဲဥထွက်ခဲ့ပြီးစန္ဒနာဟာနယ်လဲဖျော်ပြတဲ့ State Sim မော်ဆရာ Giovanni Santara နဲ့မွေးစွမ်းရည်နဲ့မွေးဖွားလာတဲ့ Homo Maki ဆိုတဲ့လူသားမျိုးနွယ်စုကထူးခြားတဲ့မိန်းကလေးတူဖြစ်သူစင်တလာတို့ရဲ့တဲဦးတဲ့တော်သမီးဖြစ်ပါတယ် ဇန်တနာဟာစကားလုံးလေးကိုနောက်ပြန်ပောင်းပြီးမန်တန်တွေကိုရွတ်ဖတ်လေးရှိပါတယ်။ဥပမာအားဖြင့်သူမဟာတစုံတရာကိုရက်တန့်သွားစေဖို့မန်တန်ရွတ်မယ်ဆိုရင် stop ကိုပြောင်းမြန်အနေနဲ့ port ဆိုပြီးရွတ်ရပါတယ်။သူမဟာ death scene တွေအချိန်နဲ့ dimension တွေအပြင်အရှိတရာကိုပါလို့တို့ထိန်းချုပ်နိုင်ပါတယ်။သူမဟာကြီးမားတဲ့ဒဏ်ရာတွေကိုကုသတာအချိန်တွေကိုရပ်တန့်တာမှန်ညာတွေကိုဖျောက်ဖျက်ဖြစ်တာနဲ့ Despatra လိုစွမ်းအားကြီး beam တွေကိုတောင်ရှင်တိုက်ခဲ့ပူပါတယ် ဇန္နနာဟာသူမရဲ့မိခင်စီကနေအမွေဆက်ခံရရှိခဲ့တဲ့မော်ဆွမ်းအားတွေကိုသူမအဖေရဲ့လေးကျင်းမှုတွေနဲ့ပေါင်းစပ်ကဆွမ်းအားကြီးမော်ဆရာတယောက်ဖြစ်လာဖို့ကြိုးစားနေတာဖြစ်ပါတယ်။သူမဟာ Justly Dark ရဲ့ပုံမှန်အဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ပင်မ Justly အသင်းကြီးနဲ့လည်းချိတ်ဆက်ထားသူတစ်ဦးဖြစ်ပါတယ်။တခြား hero တွေကမော်ပညာနဲ့ပတ်သက်တဲ့ဆွမ်းအားကြီးရန်သူတွေနဲ့ရင်ဆိုင်ရတဲ့ကသူမကိုအားကိုးလို့ရှိပါတယ်။ဇန္နနာရဲ့အကြီးမားဆုံးအားနည်းချက်ကတော့သူမရဲ့စိတ်ခံစားချက်တွေပဲဖြစ်ပါတယ်။ သူမရဲ့မော်စွမ်းအားတွေကအဓိကအားဖြင့်သူမရဲ့စိတ်ခံစားချက်တွေနဲ့ဆက်ဆက်နေတာကြောင့်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဒဏ်ရာတွေရရှိခဲ့ရင်စွမ်းအားတွေကိုတိကျအသုံးမချနိုင်ပဲဖြစ်သွားတတ်ပါတယ်။ Etrigan the Demon and Jefin Bluff the Human ကျိန်းသာတိုက်ခံထားရတဲ့လူသားမော်စီယာနဲ့ငရဲဗီကနတ်ဆိုးတို့အတူတက ပေါင်းဆက်လိုက်ကြတဲ့အခါ DC Universe တွေကစွမ်းအားကြီးဆုံးမော်ဝင်တက်ရှိတတ်တော်တကောင်ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအချိန်လုံးကအတိုင်းပြည်တစ်ခုကိုအာသာဘီရင်ကြီးကြီးစိုးခဲ့ပါတယ်။အဲဒီအချိန်အတိုင်းပြည်ရဲ့မော်ဆီယာကြီးမာလင်ဟာငရဲပြည်ကအေထရီကန်လို့ခေါ်တဲ့နတ်ဆိုးနဲ့ဂျေဆင်ဘလတ်လို့အမည်ရတဲ့စစ်တီတပ်ဦးကိုခန္ဓာကိုယ်တစ်ခုနဲ့ဝိညာဉ်တစ်ခုနဲ့ပြပောင်းစီခဲ့ပါတယ်။အဲ့ဒီအချိန်ကလေးကသူတို့နှစ်ယောက်ကယနေ့အချိန်ထိအသက်ရှင်နေပြီးတော့ဂျေဆင်ဟာလိုအပ်တဲ့အချိန်ဒုက္ခနာကိုကိုအက်ထရီကန်ကိုထိန်းချုပ်ခွင့်ပေးခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာခန္ဓာကိုယ်တစ်ခုလေးကိုမျှဝေတုံးဆွဲရပေမဲ့လူသားဖြစ်တဲ့ဂျေဆင်ကပဲအချိန်အများစုမှာခန္ဓာကိုယ်ကိုရယူထားတာပါ။ လူသားဖြစ်ပြောင်းထားစဉ်မှာကျေစွန်ဟာရှေးအောင်မော်ပညာမန္တန်ရုပ်ဖတ်တာနဲ့အကရပညာတို့ကိုအသုံးပြုနိုင်ပြီးသူတို့နှစ်ယောက်စလုံးရဲ့ခန္ဓာကိုယ်ဟာတည်ဆုံးတာနဲ့အိုမင်းသွားတာမျိုးမရှိပါဘူးအဲဒရီကန်ဖြစ်ပြောင်းလိုက်မယ်ဆိုရင်တော့ခွန်အားကြီးသွားတာလင်းမြန်သွားတာနဲ့အကျန်းခံနိုင်စွမ်းရှိလာတာမျိုးတွေကိုရရှိလာပါတယ်ဒါအပြင်ဗဇက်ကနေမီးတွေမှုတ်ထုတ်နိုင်တာနဲ့မော်ပညာတော်တော်များများကိုလည်းကာကွယ်နိုင်စွမ်းရှိပါတယ်သူတို့နှစ်ယောက်တခဏကိုယ်ထဲမှာနှစ်ယောက်ဖြစ်နေတာကြောင့်အမြဲလိုလိုညှိနှိုင်းကြရပါတယ် နောက်ပြီးအဖရိကန်ဟာငရေပြည်ကနဲ့ဆိုးဖြစ်ပေမဲ့မကြာခဏလူကောင်းတွေဘက်ကနေဝင်ပြီးတိုက်ခိုက်ပေးလိမ့်ရှိပါတယ်။ဒေါက်တာဖိတ် The Hand of Aura ပရိသတ်တို့အနေနဲ့ဦးကောင်းစိုးတခုကိုခေါင်းမှာစောင်းလိုက်ရုံနဲ့နတ်ဘုရားတစ်ပါးဖြစ်ပြောင်းလဲသွားနိုင်တယ်ဆိုရင်အဲဒီဦးကောင်းစိုးကိုလိုချင်ကြမှာပါ။အဲ့ဒီဥပောင်းစကတော့ DC Universe တဲကစွမ်းအားကြီးမော်စရာတူဖြစ်တဲ့ဒေါက်တာဖိတ်ဆက်ကောင်ကိုဖြစ်လာစေခဲ့တဲ့အတီးကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ကန်နယ်ဆန်ဆိုတဲ့သူဟာနာဗိုလိုအမိရတဲ့နေဖျားတစ်ပါးရဲ့ဂုံပိတ်မှန်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ အရင်ကပြားဟာကန့်ကိုမော်ပညာအုံပြုနေတင်ကြပေးခဲ့ပြီးကန်ညမာဦးကောင်းစိုးအနုပိအဆောင်လက်ဖွဲ့နဲ့ကန်တရားဝေယုံတို့ကိုပေးအပ်ခဲ့ပါတယ်အရိယာတွေကိုခန့်ထားဝင်းစင်ပြီးတဲ့နောက်မှာကဘာမီကြီးကိုကောက်ွယ်ဆောင်းလျှောက်သူဒေါက်တာဖိတ်ဖြစ်လာခဲ့ပါတယ်ဒေါက်တာဖိတ်ဟာပုံရိပ်ရောင်တွေဖန်ဆင်းတာနေရာကူးပြောင်းတာစွမ်းအင်တွေကိုထိန်းချုပ်တာနဲ့ဒိုင်မန်ရှင်းတွေတဲ့ခရီးသွားနိုင်တာစားတဲ့စွမ်းအားတွေကိုပိုင်ဆိုင်ပါတယ်သူဟာမော်ပညာနဲ့ပတ်သက်ပြီးလုပ်လို့ရတဲ့အရာမှန်သမျှကိုလှုံ့ဆော်နိုင်တဲ့အပြင်ဒေသတွေသူတွေကိုပါအသက်ပြန်သွင်းနိုင်ပါသေးတယ် နဗျာနေဗူပေးရခဲ့တဲ့ကန်ဒီမာဦးကောင်းစိုးကြောင့်နေဗူရဲ့အသိဉာဏ်နဲ့များသားလာတဲ့မော်အစွမ်းအားတွေကိုရရှိခဲ့ပါတယ်။ဒေါက်တာဖေးဟာမော်ဆရာတယောက်ဆိုတာတက်ကိုပို့တဲ့ဒန်နာယီလာတက်ရှိတဲ့ဦးပါ။ကန်ဟာကန်ဒီမာဦးကောင်းစိုးကိုဝစ်ဆင်လိုက်တဲ့အခါမှာ Trigan, Module နဲ့ Daxa ရဲ့လက်အောက်ခံမော်ဆရာတွေကိုပါအနိုင်တိုင်းနေတဲ့အထိစွမ်းအားကြီးမားလာခဲ့ပါတယ်။ဒါပေမဲ့ဒီဦးကောင်းစိုးကိုဝစ်ဆင်သူဟာတပြေးပြေးနဲ့ဒုက္ခနာကိုမထိန်ချုပ်နိုင်တော့ပေခန္ဓာကိုယ်ဟာနဗျာနေဗူရဲ့ထိန်ချုပ်မှုအကိုရောက်ရှိသွားပါတယ်။ ဒါကြောင့်မေဒီဦးခေါင်းစုကိုဝင့်စင်သူတိုင်းဒေါက်တာဖိတ်ဖြစ်လာနိုင်တယ်ဆိုပေမဲ့ကြာကြာဝင့်စင်တဲ့အခါဝင့်စင်သူရဲ့ခန္ဓာကိုယ်ဟာနတ်ဘုရားနတ်ဖူးရဲ့အခွန်ဖြစ်သွားမှာဖြစ်ပါတယ်။ Despatra God Spirit of Vengeance DC Universe ရဲ့မော်ပညာနဲ့ဆိုင်တဲ့တက်ရှိဖြစ်တည်မှုတွေထဲမှာ Spectra ထက်စွမ်းအားကြီးတဲ့သူမရှိတော့ပါဘူး။ဒီတက်ရှိဖြစ်တည်မှုဟာအမျက်တော်သားကိုအခြေပြုထားတဲ့သင်္ကေတပြယုတစ်ခုလည်းဖြစ်ပါတယ်။ပေါ်မှာအပြင်လူတယောက်ဟာမတရားသဖြင့်တိတ်ဆုံသွားခဲ့မယ်ဆိုရင်သူရဲ့ဝိညာဉ်ဟာစပက်ထရာရဲ့လက်ခံကောင်ဖြစ်လာနိုင်ပါတယ် အဲလိုလက်ခံကောင်းတွေအများပြားတရှိခဲ့တဲ့အထက်ကမှ Jim Corrigan ဆိုတဲ့သူဟာတရားမျှတမှုကိုရှာဖွေနေတဲ့ဆုံးနောက်တဦးဖြစ်ပြီးရက်ဆက်စွာအသက်ခံခဲ့ရပါတယ်။သူဟာ Spectra ရဲ့လက်ခံကောင်းတွေထဲမှာအထင်ရှားဆုံးတဦးလည်းဖြစ်ပါတယ်။လက်ခံကောင်းဟာစွမ်းအားရှိတာမဟုတ်ပဲတကယ်တော့ Spectra ကိုရင်ကသာစွမ်းအားကြီးမားတဲ့ခြေအောက်နဲ့ပြားတစ်ပါးဖြစ်နေတာပါ။သူဟာအရှိတရားကိုလိုတလိုခြေလှယ်နိုင်ပြီးအချိန်တွေကိုပြောင်းလဲတာ၊ dimension တွေကိုဖျက်ဆီးတာနဲ့ဝိညာဉ်တွေကိုစီမံတာတွေလောက်ဆောင်နိုင်ပါတယ် ဒါအပြင်ရုပ်ပိုင်းဆိုင်ရာနဲ့မော်ပညာကိုအသုံးပြုပြီးတိုက်ခိုက်တဲ့တိုက်ခိုက်မှုမှန်သမျှဟာသူ့အပေါ်တန်းရောက်ခြင်းမရှိတဲ့မတည်မျိုးတအုပ်လည်းဖြစ်ပါတယ်။စပက်ထရာဟာတခါတုန်းကနိုင်ငံကြီးတစ်ခုလုံးကိုမျက်စိတမိတ်တွေဖျောက်ဖျက်ပစ်ခဲ့ပူပါတယ်။ဒါအပြင် anti-monitor နဲ့ parallel swap god လို့ beam တွေနဲ့ရှင်တိုင်းနိုင်ခဲ့ပြီးနတ်ပြည်ကိုယ်တော်စစ်တင်ညာခဲ့ပါသေးတယ်။ဒီလိုချက်တွေကြောင့်ပဲစပတ်ထရာကို DC Universe တွေကစွမ်းအားကြီးဆုံးမော်တက်ရှိလို့ခေါ်ဆိုကြတာပါ။ ဒါပေမဲ့စပတာဟာသူ့ရဲ့လူသားလက်ခံကောင်ရှိမှသာစွမ်းအားတွေကိုအသုံးပြုလို့ရတာဖြစ်ပြီးလက်ခံကောင်ပြသသွားခဲ့ရင်တော့စပတာဟာစက်ကြောလာထဲမှာစီးစင်းနေတဲ့မော်စွမ်းအားတွေဖြစ်ပဲရှိနေမှာပါ DC Universe တဲ့ကမော်စွန်အားတွေဟာထင်သလောက်တန်ရှင်းပြီးမယိုးစင်လာပါဘူး။ဒီမော်စွန်အားတွေဟာအသွားနှစ်ဖက်နဲ့ဓာတ်တစ်ချောင်းလိုပဲတစ်ချိန်တည်းမှာလိုချင်တဲ့စွမ်းအားကိုပေးစွမ်းနိုင်တယ်လို့အဲ့ဒီစွမ်းအားနဲ့ညီပြားတဲ့အရာတွေကိုလည်းပေးဆက်ရပါတယ်။အတမအောင်မော်စရာတွေဟာမန်နန်ကာတာတွေကိုပဲလေ့လာရတာမဟုတ်ပါဘူး။ သူတို့ဟာမော်စွားတွေပိုင်ဆိုင်ရဖို့သွေးတွေမှတ်ဉာဏ်တွေသူတို့ရဲ့ခန္ဓာကိုယ်တွေအပြင်ဝိညာဉ်တွေကိုပါပေးဆက်ကြရတာပါကဲပရိသတ်တို့ကြီးအခုဗီဒီယိုထဲမှာတော့ DC Universe တဲ့ကအတန်မာဆုံးနဲ့အကြမ်းဆုံးမော်စရာတွေအကြောင်းကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ပရိသတ်တို့ရောအခုပေါ်ပြခဲ့တဲ့ထဲကဘယ်မော်စရာကိုအကြိုက်ဆုံးပါလဲကွန်မန့်မှာရေးပေးခဲ့ပါအောင်ဗျာနောက်ပြီးအခုဗီဒီယိုထဲမှာမဖော်ပြသွားမယ့်ကြံနေသေးတဲ့မော်စရာတွေရှိနေသေးတယ်ဆိုရင်လည်းပရိသတ်တို့သိသလားကွန်မန့်မှာအကြံပြုခဲ့ကြပါအောင် အခုလို Veronique ကိုအဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရစေ။နောက်လေဒီထက်ကောင်းတဲ့ content တွေနဲ့အတူပြန်လာခဲ့ပါမယ်။